င်္ဂလာပါခင်ဗျရှောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲမှာအကြံဖက်စစ်ကောင်စီဘက်ကခလာရ268တက်ရင်ရဲ့တက်ရင်မူဒုပုံမူကြီးဝေလင်းထွန်းနဲ့ဒုတက်ရင်မူအောင်တီဟာဆိုတဲ့သူတို့ဟာအသီးသီးတိတ်ကုန်ကြပြီမိသားစုကအလောင်းတော်ပြန်မရပဲအတုပလုတ်လိုက်ရတယ်ဆိုပါတယ် စကိုင်းတိုင်းကအင်တော်မြို့တွင်စစ်ကူတက်လာတဲ့အချက်ဖက်စကောက်စီတက်စစ်ကြောင်းကို KIP တဲ့ပူပေါင်းတက်တွေကတက်ကြိုက်ချင်းမှုအတွေ့စစ်ကောင်စီဘက်ကအရာရှိနဲ့တပ်သားစုစုပေါင်း33ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား32ဦးကိုပါအရှင်ပန်းစီရပ်မိထားပြီးလက်နက်54လက်ကိုပါသိမ်းစီရရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲမှာ အချက်ဖက်စကောင်းစီဘက်ကခလာရ268တရင်ရတရင်မှုဒုပုံမှုကြီးဝေလင်းထွန်နေဒုတရင်မှုအောင်တီဟဆိုတဲ့သူတို့ဟာအသေးသေးတေကုန်ကြပြီမိသားစုကအလောင်းတောင်ပြတ်မရပဲအတုပလုတ်လိုက်ရတယ်လို့စစ်တပ်တရင်ရင်းမြစ်ကပြောထားသလို CDM ဘူကြီးဇင်ယုံကလည်းရန်ကုန်ခေတ္တကိုပြောထားပါလိဖြစ်စဉ်ကတော့မတ်လ18ရက်နေ့ကပဲဖလက်မျိုးသိမ်းတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားတဲ့အချိန်အချက်ဖက်စကောင်းစီဘက်ကတေတဲ့သူတွေတော်တော်ကိုများတဲ့အထက်မှာ အဲ့ဒီခလာရ268တယင်းရဲ့တယင်းမှုဒုဗိုလ်မှုကြီးဝေလင်းထွန်းနဲ့ဒုတယင်းမှုအောင်တီဟဆိုတဲ့သူတို့ပါပါသွားပြီအတိအသေးတိတ်ကုန်ကြတယ်လို့ဆိုပါတယ်အဲ့ဒီနောက်တယင်းမှုနှစ်ဦးစလုံးရဲ့မသားအလောင်းတွေကိုလည်းမိသားစုတွေကပြန်မရသလိုမော်လမြိုင်မြို့မှာနေတဲ့တယင်းမှုဒုဗိုလ်မှုကြီးဝေလင်းထွန်းရဲ့အမျိုးသမီးကတော့သူ့ရဲ့နေအိမ်မှာပဲသူ့ယောက်ျားရဲ့အတူပါကိုလှုပ်လိုက်ရပြီဖြစ်တယ်လို့စီဒီယံဘိုကြီးဇင်ယောကပြောထားပါတယ်နောက်ထပ်ဒုတယင်းမှုအောင်တီဟဆိုတဲ့သူကလည်းရန်ကုန်ထောက်ကျန်းကနေယာဒုတိုးနဲ့ ဖလန်းကိုပြောင်းသွားတဲ့အချိန်အခုလိုမြို့သိမ်းတိုက်ပွဲမှာလက်ပစ်ပုံးမှန်ပြီးသေသွားတာဖြစ်တယ်လို့သူလည်းပဲမိသားစုကအလောင်းပြန်မရပဲသူ့ရဲ့မသားအလောင်းကိုတော့ဖလန်းတက်ထဲမှာမသားချလိုက်ကြတယ်လို့လေတိထားရတယ်လို့သူနဲ့နီးစပ်တဲ့ဆွေမျိုးသားချင်းတူကပြောထားပါတယ်လက်ရှိမှာတော့ဖလန်းမျိုးကိုအပိတသိမ်းပိုက်နိုင်မှုအတွက်ချင်းကြီးနောင်တော်လိုင်းဤပူပေါင်းတက်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စကောင်းစီဘက်ကလည်းဖလန်းမျိုးမကြရေးအတွက်လေချောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာလေစကိုင်းတိုင်းကအင်းတော်မြို့အတွင်းစစ်ကူတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင့်ကို KNP ရဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုမှုအတွင်းစစ်ကောင်စီဘက်ကအရာရှိနဲ့တပ်သားစုစုပေါင်း33ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား32ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်54လက်ကိုပါသိမ်းဆီးရရှိထားတယ်လို့အမှတ်1စစ်တေတပ်ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ထုတ်ပြန်ထားတဲ့တပ်ပုံထဲမှာဆိုရင်လေတော်လိုင်းဘက်ကသိမ်းဆီးရရှိထားတဲ့လက်နက်ခဲယမ်းတွေနဲ့အပုံလိုက်တွေ့ရတယ်လို့ အရှင်ဖက်စီရောက်မိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းမြေကြီးပေါ်မှာစုပြီးငုတ်တုတ်ထိုင်နေတဲ့အတိုင်းတွေ့မြင်နေရပါတယ်ဖြစ်စဉ်ကတော့မတ်လ15ရက်နေ့ကပဲစကိုင်းနိုင်ငံအင်ဒိုမြို့ကိုစစ်ကူထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးလင်းတပ်ဦးစီးတဲ့စစ်ကြောင်းကို GMP တဲ့ပူပေါင်းတပ်တွေကပင်လွတ်ချေရွာအနီးမှာကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ကအရာရှိတဲ့တပ်သားစုစုပေါင်း33ဦးကတော့အသေးသေးတိတ်ကုန်ကြသလို တော်လန်ရေးဘက်ကလည်းရဲဘော်နှုတ်မြင့်မြတ်စွာအသက်ပေးလူတော်ရပြီတိုက်ပွဲအတွင်းကနေနောက်ထပ်စစ်ကောင်စီတပ်သား32ဦးကိုလည်းတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားရုံနဲ့မကလက်နက်ပေါင်း54လက်ကိုပါတင်စီရရှိထားတယ်လို့အမှတ်၁စစ်ဒေသကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းအတွင်းအရခတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်းထဲမှာရှိတဲ့သူတို့စစ်တလောက်ခန့်ဝန်တန်းတွေနဲ့ပြည်သူတွေကိုမန်းရွှေဆက်တော်ဖျားပွက်စီမဖြစ်မနေလာရောက်လက်ပတ်ကြဖို့ချင်းချောက်စင့်ခေါ်နေပြန်တယ်လို့ဝန်တန်းတွေနဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့အကြံဖက်စစ်ကောင်စီကမင်းမှုမျိုးနယ်မှာဖေဖော်ဝါရီလ2ရက်နေ့ကစပြီးလာမယ့်ဧပြီလ18ရက်နေ့အထိမန်းရွှေဆက်တော်ဖျားပွက်ကိုကျင်းပနေရမှာ လူစီကားမှုမရှိဘဲဖြစ်နေတဲ့အတွက်လူစီကားအောင်ဆိုပြီးမကွေးတိုင်းထဲမှာရှိတဲ့စစ်တပ်လက်အောက်ကဝန်ထမ်းတွေအပြင်ပြည်သူတွေကိုပါဖျားပွဲကိုမဖြစ်မနေလာရောက်ကြဖို့ချင်းချောက်ပြီးအားပေးစင်ခေါ်တာတွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီအတွက်မကွေးတိုင်းမင်းမှုမြို့နယ်ဒဲကစစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေဟာအလှဲ့ကျအဲ့ဒီဖျားပွဲကိုတွားပေးနေရပြီးတစ်ဖက်မှာလည်းထွေအုပ်ကနေတဆင့်ညွှန်ကြားချက်ကြောင့်ရကြေးအုပ်ချုပ်ရေးအဖွဲ့တွေကကျေးရွာရက်ကွက်နေပြည်သူတွေကိုပါအဲ့ဒီမန်းရွှေစက်တော်ဖျားပွဲကိုမဖြစ်မနေတွားရောက်ရမယ်ဆိုပြီးတော့ ပြည်သူတွေကိုလူစုပြီးဖျားပွဲကိုခေါ်သွားပေးရတာတွေလုပ်နေရတယ်လို့မင်းမှုမြို့နယ်ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့လက်ရှိမကွေးတိုင်းအတွင်းအထိအရကတတော် A နဲ့ PDF ပူးပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတဲ့အတွက်တပ်ပွဲတွေလည်းဖြစ်ပွားနေသလိုအဲ့ဒီတပ်ပွဲဖြစ်ပွားရနေရာတွေကိုစစ်ကူပို့နေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာလည်းတော်လိုင်းပူးပေါင်းတပ်တွေရဲ့လက်ငန်းကြီးပြတ်တိုက်ခိုက်ချိန်မုံမှုတွေကိုအကြီးကျယ်ခံနေရတဲ့အချိန်တစ်ဖက်မှာတော့စစ်ကောင်စီကသူတို့ချင်းပါပြုတ်လုပ်နေတဲ့မကွေးတိုင်းကမန်းရွှေစက်တော်ဖျားမှလူမစီလို့ဆိုပြီး အခုလို့သူတို့စစ်တလောက်ခံဝန်ထမ်းတွေနဲ့ပြည်သူတွေကိုမပြစ်မနေလာရောက်လေပတ်ချဖို့ချင်းချောက်ပီအားပေးစင့်ခေါ်တာတွေလှုပ်လာနေပြန်တာဖြစ်တယ်လို့ဝန်ထမ်းတွေနဲ့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့ကပဇွန်တောင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲနဲ့အုပ်ချုပ်ရေးမှူးကပြည်သူတို့အုပ်ကိုခြေရောက်တယ်လို့ဆွဆွဲဖမ်းဆီးပြီးငွေကျပ်သိန်း320တောင်းခံခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ရန်ကုန်မြို့ပဇွန်တောင်မြို့နယ်အမှတ်ရှိရက်ွက် ဇီဇဝါလက်မှာနေတဲ့ဥမောင်မြင့်ဆိုတဲ့သူကိုရဲနဲ့အုတ်ချုပ်ရင်းမှုတွေကပြီးခဲ့တဲ့လကပဲဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ပဇနောင်မြို့မှာယက်စကန်ကမြို့နယ်မှုရဲမှုမင်းဟန်စကန်မှုဒုရဲမှုဇောဇောနေထိန်ဒုရဲအုပ်ညီမင်းနိုင်ခုနှစ်ရက်ကွာအုတ်ချုပ်ရင်းမှုဘိုးကျော်မင်းနဲ့ပစ္စတိဂျိုဂျိုဆိုသူတို့ကသူတို့ဖမ်းဆီးထားတဲ့ဥမောင်မြင့်ဆိုတဲ့သူကိုချဲရောက်နေလို့ဆွဆွဲပြီးငွေကျပ်320တောင်းခံခဲ့ကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲ့ဒီဖြစ်စဉ်ကို အမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှုမျိုးမြင့်ဆိုတဲ့သူတောင်မတိလိုက်ပဲပူစောတီဂျိုဂျိုဆိုတဲ့သူကအမတ်ခုနှစ်ရက်ွက်အုပ်ချုပ်ရေးမှုဘိုးကျော်မင်းဆိုသူနဲ့ပေါင်းပြီးပဇွန်တော်မြို့နယ်ရဲမှုတွေနဲ့ပါလဝါချင်းရိုက်ပြီးတော့အတင်းအဓမ္မငွေညှစ်တောင်းရန်ခဲ့ကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာလေ ကချင်ပြည်နယ်မြကြီးနားမြို့နယ်မှာအချက်ဖက်စကောက်စီတက်ကဆိုင်ကယ်တွေကိုစစ်ဆီးတဲ့အချိန်ပြည်သူတို့အုပ်စီကနေမြို့ရဲ့စေဝါတွေ့ရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပါလာတဲ့ရွှေနှစ်ချက်တန်းကိုရိုက်နှက်လူရက်ခဲ့ကြပြန်တယ်လို့ဒီတက်ကံပြည်သူတွေကရငုံခစ်တဲ့ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ16ရက်နေ့ကပဲမြကြီးနားမြို့မြမစီးပွားရေးဘဏ်လမ်းကြားမှာလမ်းသွားလမ်းလာ ပြည်သူတွေကိုအချက်ဖက်စကောက်စီတက်ကစစ်ဆီးနေတဲ့အချိန်မြို့တွေကိုအခောက်ရွှေလုတ်ဖို့တွားတဲ့ပြည်သူတို့ရဲ့ဆိုင်ကယ်ကိုပါတားဆီးစစ်ဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ဆီးနေတဲ့အချိန် အကြံဖက်စစ်ကောင်စီတပ်သားတွေကအခောက်ရွှေလုပ်ဖို့ပါလာတဲ့ဆိုင်ငယ်စီလာသူပြည်သူတို့ဦးစီမှာမိုးရီစေဝါတွေ့တယ်ဆိုပြီးအဲ့ဒီသူစီမှာပါလာတဲ့ရွှေနှစ်ချက်သားကိုဝိုင်းမုံရိုက်နှက်ပြီးတော့လူရက်လိုက်ကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလူရခံရတဲ့ပြည်သူကအနီးနားမှာရှိတဲ့ yes scan ကိုတွားရောက်အကူအညီတောင်းပေမဲ့ရဲတွေကထွက်တောင်းမလာပဲဘာအကူအညီမှမပေးသလိုလစ်လူရှုထားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ ကင်းပြည်နယ်မြောက်ပြည်မြို့ကအကြံဖက်စကောင်းစီလက်အောက်ခံဘီဂျက်ခေါင်းဆောင်စောချစ်သူတို့ထိန်းချုပ်ထားရာကြာဖြတ်ငွေလိန်ဂိုင်းတွေကနေပြန်လည်လွတ်မြောက်လာတဲ့လူကုန်ကူးခံနိုင်ငံဂျာတာအမျိုးသမီး12ဦးဟာမရင်းကျင့်ခံရပြီးကိုဝင်မှာစောင့်ထားရတဲ့အတွက်ထိုင်းနိုင်ငံမှာဆေးဝါးကုသမှုခံယူခွင့်ရရေးကိုကြိုးပမ်းနေရတယ်လို့ The Nation သတင်းဌာနကဖော်ပြထားပါတယ်။အဲ့ဒီအကြံဖက်စကောင်းစီလက်အောက်ခံဘီဂျက်ခေါင်းဆောင်စောချစ်သူတို့ထိန်းချုပ်ထားရာမြောက်ပြည်မြို့နယ်တဲကကြာဖြတ်ငွေလိန်ဂိုင်းတွေမှာဖမ်းဆီးခံထားရတဲ့အမျိုးသမီးတွေတဲက နိုင်ငံသားမျိုးသမီး12ဦးဟာမရင်းကျင့်ခံထားရပြီးကိုဝင်မှာလွယ်ထားရတဲ့အခြေအနေနဲ့ထိုင်းနိုင်ငံဘက်ကပြန်လည်လွတ်မြောက်လာကြတယ်ဆိုပါတယ်။အဲ့ဒီလိုကြက်ဖြတ်ငွေလင်ကန်းတွေမှာမရင်းကျင့်ခံရပြီးပြန်လည်လွတ်မြောက်လာတဲ့ကိုဝင်ဆောင်ထားရသူနိုင်ငံသားအမျိုးသမီး12ဦးဟာလက်ရှိမှာတော့ထိုင်းနိုင်ငံအတွင်းစေကူတာမှုခံယူခွင့်ရဖို့ကြိုးပမ်းနေကြရပြီးအဲ့ဒီကအမျိုးသမီးတဦးရဲ့ကိုဝင်ကတော့မတ်လ16ရက်နေ့ကပဲပြတ်ကျသွားပြီဖြစ်တယ်လို့ The Nation သတင်းဌာနကဖော်ပြထားပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့ PR ကြောင့်အဲ့ဒီကင်ပီနယ်မြောက်ရီမြို့က အချက်ဖက်စကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူတို့ထိန်းချုပ်ထားရာကြားဖြတ်ငွေလိမ်ဂန်းတွေကနေလူကုန်ကူးခံရတဲ့သူတွေတဲကအမျိုးသမီးစုစုပေါင်း320လဲပြန်လဲလွတ်မြောက်လာပြီဖြစ်တယ်လို့ The Nation သတင်းဌာနကနေဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ